2012ခုနှစ်မြန်မာရုပ်ရှင်ထူးချွန်စုရရှိခဲ့တဲ့သူတွေစုပေါင်းပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာငွေကျပ်သိန်း30ကျော်ဖို့လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ဒေါ်ညူမာတက်ကတည်င်းပေးပို့ထားပါတယ်ရှင်။2012ခုနှစ်အကယ်ဒမီပေးပွဲမှာဥဇက်ကားနဲ့ဆူရရှိခဲ့တဲ့ဒါရိုက်တာကိုစုံနဲ့တယုံဆောင်ချောရဲ့သနာတို့နဲ့အတူရွှေတော်ရုပ်ရှင်ထုတ်လုပ်ရေးထွန်းရွှေဝါတိုင်ရင်စေဝါတို့ကရုပ်ရှင်ဇက်ကားတကားဖြစ်မြောက်ဖို့အတွက်နောက်ွယ်ကနေပံ့ပိုးပေးနေရတဲ့သူတွေကိုလှူဒန်းခဲ့တာပါ။ တော်တော်ဒီဘယ်ခေါ်လဲအမှုပြန်သမားတွေမှာဆိုလို့ရှိရင်ဆက်ဖွဲ့ကြီးမေအမေဆိုတော့လည်းအသက်ကြီးပြီလေအသက်ကြီးပြီဆိုတော့တို့တွေကိုပြန်ပြီးတော့ဘိုးကတနေ့ပြင်ကြည့်ရမှာနော်တို့တော့ဆက်ဖွဲ့ကြီးဆိုတော့လည်းဟိုတော်တော်အမှုပြန်သမားတွေတိုးဆောင်နေတယ်တို့ကဘိုးလည်းပြင်မဲ့တယ်ပြင်မဲ့တဲ့အပြင်ဟိုရလည်းနေကြတယ်ဘုံနဲ့နေကြတဲ့အတွက်ကြောင့်တို့တွေဟိုပြုတ်ပြသွားတာ ရုပ်ရှင်ရဲ့ကူးရေးမှာပါဝင်ခဲ့တဲ့ဆက်အဖွဲ့၊ကိုလူကျော်များအဖွဲ့နဲ့အမေများအဖွဲ့တို့ကိုစံစီနဲ့တိုင်းရင်းစေဝါပစ္စည်းတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ကျောင်းတင်ရှင်ရဲ့နောက်ကျတဲ့ထွန်းရှင်ဝါရဲ့နောက်အကယ်ဒမီချွဲရနာရဲ့နောက်အာယုံကိုဇော်ရဲ့ပေါ်တလှူကြတာအမေတွေပေါ့နော်။ရှာတော့ဗန်ဒီလမ်းတူစီဒီဘလင်းနောက်ပြက်ကလေးဗမာစေကုံပါရပေါ့ကြီးဒါတော့ဝန်ပန်းတသားနဲ့လာပြီးအရှုခံရတာပေါ့သမီးရဲ့နောက်လဲဒီတဲ့ဒီတဲ့မကလူနိုင်ပါစေလို့ပြီးတော့မြစ်တာပို့ရတာပေါ့ အထူးကံလိုအပ်နေတဲ့စံစီတိုင်းစီဝါပစ္စည်းတွေကိုလှူရမ်းတဲ့အခမ်းအနားကိုဒီနေ့မနေ့ကမြန်မာနိုင်ငံရုပ်ရှင်စီရင်ဝင်ထဲမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆက်အဖွဲ့200ကျော်၊ကိုလူကျော်အဖွဲ့100ကျော်နဲ့အမေများအဖွဲ့90ကျော်အတွဲတယောက်ကိုစံသုံးပြီး CW နဲ့တိုင်းစီဝါ9မြို့အတွဲငွေသိန်း20ကျော်ကိုလှူဒန်းခဲ့တာဖြစ်ပါတယ်ရှင်။ကဲမီရတဲ့အချိန်မှနေလဲဆိုတော့ကျွန်တော်ဥစ္စာက ကယ်ဒမီရတဲ့အဖွဲ့အနေနဲ့ရွှေတော်ဥတင်ဆွေရဲ့ကျွန်တော်ရဲ့ဒီဂျော်ဒနာရဲ့နော်ကျွန်တော်တကယ်ချင်းထွန်းရွှေဟာစီကတ်ပဲရှိတယ်။ထွန်းရွှေရပါလေ။ဒီလိုဆန်သုံးပြီးစီတူဒီထွန်းရွှေဟာဆေးမပြူတဲ့ပုံစံတွေဒါလေးတွေပြပြ။ကျွန်မညီမတက်ကသတင်းပေးပို့ထားတာပါ။